ညဉ့်ဉဉ်ပိန်ရင်စောနဲ့အစားရီအများကြီးလျှော့ဆခဲ့ဘူးလားအောင်မြင်ခဲ့ရဲ့လားကျွန်တော်ဝေးချခဲ့တော့ဆိုရင်ညဉ့်ဉဉ်ပိန်ရင်စောညဉ့်ဉဉ်ဝေးကြခြင်းစောနဲ့အစားရီအများကြီးကိုလျှော့ဆခဲ့မှုပါလေဗျာ ဆဆာရင်နှစ်ရက်သုံးရက်လောက်တော့အဆင်ပြေနေပြီဗျာဘာလို့ဆိုတော့ပိန်နေတာဟုတ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့အဆင်ပြေနေတော့ဗျာဘာလို့ဆိုတော့ဝါရလူတော်များများကအစားတော့ကြိုက်ကြလေကျွန်တော်လည်းဝါရထဲမှာပါတော့အစားတော့ကြိုက်တယ်ကိုကြိုက်တဲ့အစားအစာတွေကိုမစားရတဲ့အပြင်ဝေးချဖို့ဆိုပြီးတော့ကိုမကြိုက်တဲ့အစားအစာတွေကိုနည်းနည်းလေးတွေပဲစားနေတဲ့အတွက်အဆင်ပြေနေတော့ဟုတ် depression တွေဝင်လာတယ် stress တွေပြီးလာတယ် နောက်တော့လွယ်လွယ်လပ်လက်လျှော့ပြီးတော့ကျွန်တော်အရင်အတိုင်းပဲပုံမှန်တိုင်းပြန်စပြစ်သွားတယ်ပေါ့ဒီလိုနဲ့ပဲကျွန်တော် weight ကျခြင်းဆိုတဲ့ပန်းနိုင်တဲ့အချိန်ချင်းအခါကလွယ်ခဲ့မှုပါတယ်ဗျမိတ်ဆွေတို့ရောကျွန်တော်လိုအဖြစ်မျိုးကြုံနေတဲ့သူ ရှိနေပြီလားရှိခဲ့ပြီလားရှိနေတယ်ရှိခဲ့ဆိုရင်ကျွန်တော်ဒီအခက်ခဲလေးကိုကျွန်တော်ဘယ်လိုကြော်ဖြတ်ခဲ့လဲဘယ်လိုဖြေရှင်းခဲ့လဲဆိုတဲ့အမှုအခြေအနေတစ်ခုကိုကျွန်တော်ဝေမျှပေးခြင်းပါတယ်တခြားလေးပြန်စဉ်းစားကြည့်အောင်ဗျကျွန်တော်တို့ weight ချဖို့အစားအသောက်ပြီး short စားကြတယ်မှန်ပါတယ် ဘာတွေကိုရှော့အစားကြလဲဗျတချို့ကကစီတက်တွေကိုရှော့တယ်တချို့ကအစီတွေကိုရှော့တယ်တချို့ကစားမျာတွေအားလုံးကိုရှော့ပလိုက်တယ်ဟုတ်တယ်ဟုတ်တကယ်တော့ကျွန်တော်တို့ကပေရထားမှမမလွယ်ခဲ့ပါဘူးအစီချခြင်းဆိုတဲ့ပန်းနိုင်နဲ့ကျွန်တော်တို့စသွားတဲ့လမ်းကြောင်းကိုကလွယ်ခဲ့တာဖြစ်ပါတယ်ဗျအရင်ဆုံးသိထားမှာဝိတ်ဆိုတာအမြန်ချလို့အဆင်မပြေပါဘူးဗျအမြန်ချလို့အမြန်ကြငယ်နဲ့အမြန်ပြန်တက်နိုင်လို့ဆိုတာလေးကိုလည်းတေချာလေးပြပြပြစေချင်ပါတယ် ျွန်တော်ခုနကပြောတဲ့အခက်အခဲလေးကိုကျွန်တော်ဘယ်လိုကြော်ဖြတ်ခဲ့တာလဲဘယ်လိုအမှုကျင့်ကောင်းလေးကိုပြင်ဆင်ခဲ့တာလဲဆိုရင်ကျွန်တော်တို့ဝေးချဖို့အစားတောက်ပြီးစစားပြီးဆိုတာနဲ့ကျွန်တော်ကပုံမှန်တိုင်းစားနေကြပမာဏအတိုင်းပဲစားတယ်ကျွန်တော်လုံးဝမလျှော့ဘူးဒါပေမဲ့ကျွန်တော်လျှော့ခဲ့တာကတော့အချူတွေအံငယ်တွေအစီတွေနဲ့အသင်စားအစားအစာတွေကိုကျွန်တော်တတ်နိုင်လျများလေးတစ်ပြေးပြေးချင်းချင်းလျှော့စားခဲ့တယ်ရုပ်ကြည်ဒီတခါလေးရှော့စားတာမဟုတ်ဘူးเนาะရုပ်ကြည်ဒီတခါလေးအများကြီးရှော့စားလိုက်ရင်မိဆွေရေးစီမစားနိုင်ဘူး တဖြည်းဖြည်းချင်းလေးချော့စားတဲ့အချိန်လေးကိုလေ့ကျင့်ယူလာပြီးတော့မှပမာဏကိုလျှော့ခိုင်းတာမဟုတ်ဘူးเนาะကျွန်တော်ကအချိုးရေအငဲလေးအစီလေးအတင်းသားအစားစာတွေကိုလျှော့ခိုင်းတာအဲ့လိုလေးလျှော့စားလာခဲ့တယ်အဲ့ဒါလေးအလေးချင်းရပါပြီဆိုရင်ကျွန်တော်စင်ဘက်ကပ်ပြီပေါ့ကျွန်တော်ခန္ဓာကိုယ်ကစွမ်းအင်တွေအသုံးပြုဂလူးကို့စ်တွေဖြစ်လာမယ်ကျွန်တော်စင်ဘက်ကပ်လို့ခေါ်တဲ့စံချုံပြောင်းအာလူစရတဲ့အရာတွေကိုကျွန်တော်နည်းနည်းလေးရှော့စားလိုက်တယ်ဒီဘက်မှာရှော့စားလိုက်ပြီးမြဲတစ်ဖက်မှာကအသီးရွက်တွေအစီမပါတဲ့အသားတွေကိုကျွန်တော်ကပို့တိုးပြီးစားလိုက်တယ် ဒီလိုအစားအသောက်ပုံစံလေးကိုတဖြည်းဖြည်းလေးအလေးကျင့်လေးလုပ်ယူပြီးစားတောက်လာတဲ့အခါကျွန်တော်ရေရှည်စားနိုင်လာလေးကိုတွေ့ရပါတယ်ကျွန်တော်တို့လည်းဝယ်မပြီးဘူးဆိုတာလေးကိုလည်းကျွန်တော်သိလာပါဗျဒီလိုလည်းပဲကျွန်တော်အဲ့ဒီအစားအသောက်ပုံစံလေးကိုပဲရေရှည်စားတောက်လာတဲ့အစားအသောက်ပုံစံလေးကလေးကျင့်တစ်ခုဖြစ်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်ကကိုယ်နဲ့လှူရှာလေးကျင့်ငန်းတစ်ခုနဲ့တွဲဖက်ပြီးပြုလုပ်ပါတယ်ခုမှစစချင်းဝေးချာနေပြီကိုယ်နဲ့လှူရှာလေးကျင့်ငန်းပြုလုပ်တဲ့နေရာမှာပြေးဖို့ခုံဖို့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းယူပြုလုပ်ဖို့မဟုတ်ပါဘူးကိုယ်နဲ့လုံရှားလေ့ကျင့်ခန်းမိမိနဲ့အစဉ်ပြေတဲ့လေ့ကျင့်ခန်းတစ်ခုခုကိုဒီနေ့မှာနိုင်ဝက်45မိနစ်တနိုင်ပေါ့မိမိတက်လုံးပေါ်မူတည်ပြီးတော့လေ့ကျင့်ပါဗျာတပတ်မှာ5ရက်လောက်တော့ရအောင်လေ့ကျင့်ကြည့်ပါဗျာနောက်ပြီးအေးအပြည့်မခံမဲ့အဲ့ချိန်ပြေကိုလည်းတရားလေးစနစ်တကျခရူးဆိုင်ပြီးအိတ်ဖို့လိုအပ်ပါတယ်ဗျာဒီလိုဆွဆဲနေနေလေ့ကျင့်လာခြင်းကမိတ်ဆွေရေရှည်လေးလုံနိုင်မဲ့မိတ်ဆွေတို့လည်းဝမ်းမပီပဲနဲ့မိတ်ဆွေကကြမ်းကြမ်းမှမှပိန်လာမှဝိတ်ကြလာမှဖြစ်ပါတယ်ဗျာ ီဗီဒီယိုလေးကမိတ်ဆွေတွေအဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်ပြောနေပါတယ်ဗီဒီယိုလေးကိုစုံနေတဲ့ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကြုံလေးပါအစီအချားကိုစူးစမ်းနေတဲ့သူတွေကို online မှာအပြင်မှာပါကူညီနေပြပေးနေတဲ့ Fellows Guide တယောက်ဖြစ်ပါတယ်